ဆရာနာရှင်တော်လည်းအမိကန်လက်နက်ကင်တက်ဖွဲ့ချို့ဟာရှန်နီလူလူနဲ့ကတူကနန်လူလူတို့ကြောင့်ပါလူမျိုးရေးပြိပခါတွေဖန်တီးလိုတဲ့ပုံစံတွေလုံဆော်မှုတွေအင်တာနက်ကွန်ရက်တွေပေါ်မှာရည်ရွယ်ချက်ရှိရှိလှုံ့ဆော်လာနေတယ်လို့ရှန်နီအမျိုးသားများညီညွတ်ရေးအစည်းအရုံး SNUA ကအောက်တိုဘာ2ရက်မှာထုတ်ပြန်ပါတယ်အထူးသဖြင့်2025ခုနှစ်စက်တင်ဘာလအတွင်းဖြစ်ပွားလာတဲ့ ဗမောက်မြို့သိမ်းတိုက်ပွဲစတင်ကနေ့အချိန်ကစပြီးနိုင်ငံရေးဘေးပျော့ကမကင်းသော လုံခြုံမှုတွေဟာအင်တာနက်ကွန်ရက်တွေပေါ်မှာလူမျိုးရေးပြည်ပခါတွေဖန်တီးလိုတဲ့ပုံစံတွေအခုထိတိုင်းဆက်လက်ပေါ်ပေါက်လာနေတာကိုသတိပြုမိတယ်လို့ဆိုပါတယ်။အစိုးရဆုံးမှာလူမျိုးရေးပြည်ပခါတွေဖန်တီးလိုတဲ့ရည်ရွယ်ချက်ဖြင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးတဲ့လှုပ်ဆောင်မှုတွေကိုပါစည်ရေးပြတ်ပတ်ဖြင့်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာလ24ရက်နေ့မှာစပေးရှောင်းကူညီလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ရှမ်းနီစာပင်နဲ့ယဉ်ကျေးမှုအသင်းမှအဖွဲ့ဝင်ဖြစ်သူ စေဝင်းဘုံမှာပင်ဟင်ကားကျေးရွာနေမှာဒရဘုံထိမှန်ပြီးတင်ဆောင်ခဲ့ရတယ်လို့ဆိုပါရယ်။ထို့တူနှစ်ဖက်တိုက်ပွဲတွေကြားမှာ ရှမ်းနီ ကတူကနန်းစားတဲ့ဒေသခံလူလူမှာထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီး2025ခုနှစ်စက်တင်ဘာ30ရက်နေ့မှာ ကတူယဟန်တော်များအဖွဲ့မှဦးဆောင်စီရတော်တပါရဲ့မေရောပါထိခိုက်သေးဆုံးခဲ့ရတယ်လို့ဆိုပါရယ်။ဝင်းတို့ကောလင်ပင်လယ်ဘူးပန်မောက်အင်းတော်စားတဲ့ဒေသတွေပါရှမ်းနေတိုင်းရင်းသားတွေနေထိုင်ရာသမိုင်းဝင်ဒေသတွေဖြစ်တဲ့ကဲ့သို့ရှမ်းနေတိုင်းရင်းသားတွေအနေဖြင့်ကတူကနန်ဗမာစားတဲ့တိုင်းရင်းသားတွေနဲ့ငိမ့်ညမ်းစွာအတူရှင်တွဲနေထိုင်လာခဲ့တာကနှစ်ကာလကြာရှည်ခဲ့ပြီဖြစ်သလို့ ပါသာစကားကူးလူဆန်ရွယ်မှု ရှင်ကျဲမှုဒလေထုံတန်းဆန်ရွယ်မှုနဲ့ရှင်ကျိတက်ဝင်တဲ့ဘာသာရေးတို့ကိုကြည်ချင်းဖြင့်သိမြင်နိုင်တယ်လို့ဆိုပါတယ်စစ်တပ်ကအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပေါ်ပေါက်လာတဲ့စစ်အာဏာရှင်တော်လှန်ရေးခေါင်းစဉ်အောင်မှရှမ်းနေတိုင်းရင်းသားတွေနေထိုင်ရာဒေသတွေမှာစစ်မီးတွေတောက်လောင်ခဲ့ရပြီးကျေးရွာတွေထိခိုက်ပျက်စီးတာဒေသရင်းရှိရဟန်းတော်တွေနဲ့လူပုဂ္ဂိုလ်တွေပါဖမ်းဆီးတပ်ဖြတ်ခံရတာဘာသာစကားကန့်သက်ခံရတာနဲ့အတူလူမျိုးစုဖြစ်တည်မှု တည်ရင်းချင်းဒုက္ခတွေကိုပါ ခံစားလာရတာလို့ဆိုပါတယ်။ဒါအပြင်ရှန်နီဒေတာမှာတည်အလွန်ကျုံခုတ်ယူမှုတွေနဲ့အကန့်အသတ်မဲ့ရွှေတူးဖော်မှုတွေကြောင့်သဘာဝပတ်ဝန်းကျင်တွေပျက်စီးခြင်းဒုက္ခတွေကိုပါအပြင်းထန်ခံစားလာရတယ်လို့ဆိုပါတယ်။ထို့တူစည်ရေးအကြောင်းပြချက်ဖြင့်လမ်းပန်းဆက်သွယ်ရေးနဲ့ဖုန်းအင်တာနက်စတဲ့ဆက်သွယ်ရေးကွန်ရက်တွေကိုကာလကြာရှည်ပိတ်ပင်ထားရှိခြင်းကြောင့်ဒေတာရင်းရှိလူတို့မှာစားနပ်ရိက္ခာမလုံလောက်မှုဒုက္ခနဲ့ လူအခွင့်ရေးချိုးဖောက်ခံနေရမှုတွေကို ထုတ်ဖော်ခွင့်မရရှိကြတဲ့ကဲ့သို့လက်နက်ကင်တပ်ဖွဲ့တွေမှကောက်ယူတဲ့အခွန်ခရီနဲ့အမျိုးမျိုးသောအမိန့်တွေကြောင့်ပါခက်ခဲစွာရှင်သန်နေထိုင်ကြရတယ်လို့ဆိုပါတယ်။အခုထိဖြစ်ပွားနေဆဲဖြစ်တဲ့တိုက်ပွဲတွေကြောင့်ဒေသခံရှမ်းဒီကတူကနန်းစားတဲ့စပင်းရှောင်ဒုက္ခသည်1500ကျော်အတွက်စနစ်တကျထားရှိတဲ့ဆက်ဆောင်စခန်းတွေမရှိခြင်းစားနပ်ရိက္ခာခက်ခဲခြင်း ကျမ်းမာရေးဆောင်ရှောက်မှုခက်ခဲခြင်းနဲ့ပညာရေးဝန်ဆောင်မှုမရရှိတော့ခြင်းတို့ကိုပါခံစားနေကြရတယ်လို့ရှမ်းနေအမျိုးသားများညီညွတ်ရေးအစည်းအရုံးကပြောပါတယ်။ဒါကြောင့်အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပါအဝင်ဒေသရင်းရှိလူလူများသားမှလူမှုသဟဇာတာဖြစ်မှုဆိုင်ရာပညာပေးမှုတွေမှာအရေးပေါ်လိုအပ်လျက်ရှိသဖြင့်မိမိတို့အစည်းအရုံးကပြည်ရင်းပြည်ပအဖွဲ့အစည်းတွေထံလေးနက်စွာကူညီတောင်းခံအပ်တယ်လို့ဆိုပါတယ်။ အလားတူနှစ်ဖက်လက်နက်ကင်တပ်ဖွဲ့တွေအနေဖြင့်အပြည့်ပြည့်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ IHL ပါစီမံတွေကိုလိုက်နာချဖို့နဲ့ဆေးရဆွေးမှုမြောက်တဲ့ပြစ်မှုများကိုမကျူးလွန်ချဖို့လူမျိုး၏ပြိပခါမဖြစ်ပွားစေဖို့အတွက် ထိမ့်ထိမ့်တိမ့်တိမ့်လှုံ့ဆော်ချဖို့နဲ့လူလူထိခိုက်နစ်နာစေတဲ့မြည်သည့်စစ်ပွဲမျိုးကိုမဆိုးမိမိတို့အစီယုံကအပြင်းထန်ဆန့်ကျင်ရှုံချတယ်လို့ရှမ်းနေမျိုးသားများညီညွတ်ရေးအစီယုံ SNU ကထုတ်ပြန်ခဲ့ပါတယ်